အဲ့တော့41မှာကဒီလိုပို့ဆောင်မျိုးလာရင်ကြောင်မသွားနဲ့ထုံးစံတိုင်းပဲအဲလောကွတ်တွေလာတယ်ပြီးသွားရင်စတဲ့ကနေဖတ်ကိုအဖြေကစတဲ့မှာရှိရဲပေါ့လေနော်အဲ့စတဲ့ပြီးသွားလို့နောက်ထပ်မြန်နှစ်ပိုက်သုံးပိုက်လောက်ရှိနေတဲ့အခါမျိုးဆိုရင်တော့စတဲ့ရဲ့အနောက်မှာကက်လျက်လေးရအဖြေလိုလိုရောင်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 လေးရှိတတ်တယ်ပေါ့နော်ဒါပေမဲ့လို့အဖြေများသွားဖြင့်ကစတဲ့ထဲမှာရှိတတ်တယ်ပေါ့လေနော်အဲ့တော့အခုဒီပုံစံမှာဆိုလို့ရှိရင် high key ဆိုပြီးတော့မှလာတယ် high key ဆိုလို့ရှိရင် အဲပုံမှန်ဆိုရင်အတို့ဟိုလက်တာပုံမှန်လက်တာတွေရေးသလိုပါပဲလေချစ်လာစွာတော့ဒီကမလားအဲပါတယ် dear my friend ဘာညာဘာညာလေးနော်အဲ့လိုရေးသလိုပဲ hike ရဲ့အဓိပ္ပာယ်ကချစ်လာစွာတော့ဘဒူဘဒူပေါ့ပုံမှန်အမတို့တွေမှာဆိုရင်ဒီ hike ရဲ့နောက်မှာလူနာမည်တက်တယ်လေနော် dear tag တို့လေနော် dear နှင်းလေတို့အဲ့လိုမျိုးထက်တက်တယ်ဟုတ်တယ်မလားဒါပေမဲ့သူတို့ကကြတော့အဲ့လိုမတက်ဘူး hike တခုတည်းနဲ့စားထားတယ်အဲ့ hike ရဲ့အနောက်မှာကက်လျက်ရှိရဲ့စာပိုက်ဖတ်စရာမလိုဘူး ဘာလို့လဲဆိုလောကွတ်တေလာမှာမဟုတ်လို့ရာသီဥတုအရန်အေးလာပြီရာသီဥတုအရန်ပူလာပြီဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ရာသီဥတုအကြောင်းပြောမှာမဟုတ်လို့မလို့အဲ့တော့ငါတို့ဒီလိုမျိုး formal ကြကြရေးထားတဲ့ဟာမျိုးမှာဆိုရင်ဘာရှာတင်လဲဆိုရင် sat ဆိုတာကိုရှာတင်တယ်။ sat k ဒါနဲ့ဆိုတဲ့ဟာမျိုးပေါ့လေနော်။အဲ့တော့ဒီကနေစပြီးတော့မှရှာလိုက်။ရှာလိုက်လို့ဒီစာပိုက်ကြီးဆုံးသွားတဲ့အချိန်မှာတို့ဒီမှာသူ့အနောက်မှာပုံမှန်ဆိုရင်တော့ sat ပြီးသွားတာနဲ့ ဒီနောက်ဆုံးအပိုက်ကြီးပေါ့နော်နောက်ဆုံးအပိုက်ရဲ့အဲပြန်ပြီးလောကုတ်ပေါ့နော်ဟိုနီကုန်းကွာကဲငါစာရှိပြီဒီနမ်းမှာပဲငါရက်တော့မယ်နေနေကောင်းအောင်နေနော်အဲပုံမှန်မြန်မာလိုတွေအင်္ဂလိပ်လိုရင်အဲ့လိုရေးရဟုတ်တယ်မလားအဲ့တော့နောက်ဆုံးအပိုက်ကြီးကဖက်เสียမလို့အဲ့လိုနီကုန်းရဲ့လောကုတ်တီလာမှာမို့လို့ပေါ့လေနော်အဲ့တော့ငါတို့ကပုံမှန်ဆိုရင်စတဲ့လေးတစ်ပိုက်လောက်နဲ့အပြေထွက်တယ်ဆိုရင်အခုကထပ်ပြီးတော့မှပေါ့နော်နောက်တစ်ပိုက်လေးထက်ရှိနေတာဖြစ်တဲ့ကြောင့်မို့အဲ့ဒီစတဲ့ကိုနောက်ထပ်ထပ်ပြီး support ပေးမယ်စပိုက်မျိုး အဲ့တော့မတို့ဖြေကစတဲ့အပိုက်ထဲမှာဒါမတွေ့ခဲ့ရင်နောက်တစ်ပိုက်မှာရှိနိုင်တယ်။အဲ့လိုမမဟုတ်ဘဲနဲ့အခုလိုမျိုးအတွေ့ရ3 4ပိုက်လောက်ပေါ့။ဆာဖြေဖြေရမယ့်ပုံစံအပေါ့နော်။3 4ပုံစံလောက်မြန်ဖြစ်နေရယ်ဆိုရင်တော့မတို့ဖြေကမှစတဲ့နဲ့ဒီသူ့ရဲ့အနောက်ကအပိုက်ထဲမှာပဲလုံးဝဖြေရှိတယ်။အဲ့နန်းလေးဒါတေချာဖက်ရင် okay ဘလောက်ပဲတောင်းလိုက်ဖြစ်ဖြစ်ပေါ့လေနော်။ကိုဖက်ရမယ့်အပိုက်လေးဒါတေချာတွေ့ရင်ဒီပုံစံရဲ့ AC handle လုံးနိုင်တယ်။ဒါပေမဲ့တော့အဲ့တော့ဒါကစာပိုက်ကြီးကိုမြင်ရမယ့်ပုံစံအော်အမပြောဖို့မေးတော့အဲ့ဒီလိုတောင်းလိုက်တယ်မှာဆိုရင်တို့ ဒီညဘက်ကနေဘဲဘက်ကိုသွားတယ်ဘဲကနေတည်နိုင်လဲဆိုရင်အောက်လေးမှာလေ9 10 15ဆိုတာလေးတွေးလိုက်အဲ့ဒါကအကြောင်းရေအတွက်ကိုရှင်းထားတာမျိုးပေါ့နော်1 2 3 4အဲ့ပေါ့ဒီကနေစမှာပေါ့နော်ဒီ high key ကနေစတယ်1ဒါကနေစတော့2ဒီကနေကဟုတ်ပေါ့ဟိုကြော်သွား3 4 5အဲ့ဒါကြောင့်မို့ဒီမှာ5ကြောင်းမြောက်ပေါ့6 9 8 9 10 ဆယ်ချောင်းမြောက်ပေါ့အဲ့လိုပုံစံနဲ့ပေါ့နော်ဘယ်ကနေလာနေရလဲဆိုတဲ့ဟာလေးကိုလည်းသူကရေးပေးထားတယ်အဲ့တော့မတော့တတိမမှုမီလို့ပေါ့လေနော်ဂျပန်နေမှာအများအန်းသူကအလွယ်ဆုံးနီးလန်းနေဖြောင်းရေးထားပေးတယ်ကိုကတတိမမှုမီလို့မလို့ပေါ့နော်ဘယ်လိုလဲဆိုတော့မသိရမျိုးအဲ့တော့အခုဒီမှာမေကုံးမှာこのコンサートに出演するのが誰မေကုံးကိုတေချာဖတ်ဘာမေးတာလဲပေါ့နော်လူเจ้าမေးရလားအเจ้าရမေးရလား အဲအကြောင်းပြချက်မေးရလားစားတယ်ပေါ့နော်ဘာအကြောင်းမေးနေရလဲဆိုတော့ဒေချာဖတ်အခုဒီပုံစံမှာဆိုရင်လူအကြောင်းမေးရပေါ့လေနော်ဒီ concept ကိုရှီဇွန်းနဲ့ရှီဇကတဲလူလေနော်ထွက်တာကိုသုံးနေဟုတ်တယ်မလားနောက်ကအန်လီကဖြောပြရလေနော်အန်ဂျီလူဆိုရင် ဖြောပြတဲ့တင်ဆက်တယ်လို့သုံးတယ်အဲ့တော့ရှီဇန်းလို့ပြောတာဖြစ်တော့ကြောင့်မလို့တက်ဘယ်လိုရမလဲတက်ရောက်ဖြောပြရကွယ်ဒါမှမဟုတ်ရှင်လေဖြောပြတင်ဆက်တယ်ပေါ့နော်မြန်မာလိုစီလောင်ပြန်လို့ရအဲ့ဒီလိုမျိုး concept မှာ ဖြောပြမဲ့သူကဘယ်လိုလဲ ဘောနော်အဲကွန်ဆက်မှာဖြောပြမိတူတာဘာလို့လဲတဲ့နံပါတ်1ကလူတွေဖြစ်တဲ့အတွက်ကြောင့်မလို့လေဒီစာပိုက်မှာလူတွေကိုတတိထားလိုက်ဘောနော်အဲ့တော့နာမည်တွေမဖတ်တဲ့ဘာမှဖြစ်ဘူးနော်အဲ့လောက်ကြီးထိအချင်းကိုမခံနဲ့ဘောလေနော်နာမည်ခန်းကြီးမဖတ်တဲ့အင်းအိုယာမဆန်နဲ့မီနာမီယူကာဒီစာနှစ်ယောက်နော်နောက်နံပါတ်3မှာကြာလို့ရှိရင်အိုယာမဆန်ဆန်စေမီနာမီယူကာဒီစာဘောနော်3ယောက်ဖြစ်နေအဲ့တော့2ယောက်လား3ယောက်လားဆန်စေလားမီနာမီယူကာဒီစာလား အောက်မှာ၃ယောက်ဖြစ်နေအဲအောက်အောက်မှာလည်း၂ယောက်ပဲပေါ့နော်ဒီမီနာမီယူကာတီဆန်နဲ့တိုကူဘီတီဂိတ်တို့ဆိုပြောမှမှာဒီမှာကြည့်လို့ရှင်လေဆွဆွပြောသလိုမျိုးပဲကွဲထွက်နေတာကနံပါတ်၄ကြီး၃ယောက်ကြီးဖြစ်နေအတွေ့လားအဲ့ဒါဆိုရင်တေချာပေါ့အဖြေကရခိုင်လုံးရဲနေသွားလိမ့်မယ်နှစ်ယောက်နှစ်ယောက်နှစ်ယောက်ဒါမျိုးပဲဖြစ်မှာမဟုတ်တယ်မလားရွေးစရာကရှင်တို့ကိုမေးထားရဲ့ဖြေးစရာသုံးခုကြီးအောင်မှရှင်တို့ကိုလှည့်ထားတာလေနော်အဲ့ထဲကမှမှာ ဖိုးဖောက်ပြီးတော့မှကွာဟိုသုံးခုကြီးကိုဖက်ကနေအဖြေတော့မပေးတော့ဘူးပေါ့လေနော်အဲ့တော့အဖြေဖြစ်ဖို့ရခိုင်နော်1 3 4မနော်အဲ့ထရမမအိုးရမဆန်လားမီယာမီနာမီယူကာတီဆန်လားပေါ့လေနော်အဲ့ဒါကိုကြည့်ရမယ်ဂျာအဲ့တော့ဆွဆွာပြောတဲ့ high key မလိုဘူး high key နောက်ကဟာမလိုဘူးပြီးရင်ဟိုးနောက်ကမာတဘာညာဘာညာပေါ့လေနော်ညီကုန်းချုပ်ထားတာမလိုဘူးအဲ့ဒါပြီးတော့မှရှင်းပြဖို့ကြံနေတဲ့ key gu ဆိုတဲ့ဟာလေး လေးစားစွာဖြင့်အရုစီမှာဆိုလဲအောက်ဆုံးမှာပါတယ်လေနော်အဲဗာ lovely ဘဒူဆိုမှရေဟုတ်တယ်မလားကုကုကိုပြန်ညွှန်းတာမျိုးလေနော်အဲ့တော့လေးစားစွာဖြင့်အဲ့တော့ခီးကုရဲ့အနောက်မှာလာတဲ့သူပေါ့နော်ခီးကုရဲ့အနောက်မှာလာတဲ့သူကတီဆာကိုရေးတယ်လို့စာရေးတဲ့သူခီးကုရဲ့နောက်ကဘာလို့လဲဆိုတော့ငါတို့ပုံမှန်လက်တာတွေရေးရဆိုရင်တော့မလေးနော်အဲဗားတယ် lovely ဘူးဘူးဆိုမှလေနော်ကို့နာမည်ကိုရေးဟုတ်တယ်မလားချစ်တော့ငါပါပေါ့နော်အဲ့လိုမျိုးရေးရတယ်နော်အဲ့တော့အဲ့ဒါနဲ့စန့်ကျင်ဘက်မှာရှိတတ်တယ်မြင်တော့မြင်သားပါလေလေစမလို့ပါတယ်ဆိုရင်ဒီစာကိုပို့လိုက်တဲ့သူဒီစာကအပို့ခံရတဲ့သူပေါ့လေနော်ဒီစာကိုဒီစာစီကိုဘယ်လိုပြောအောင်လဲဒီစာပို့ခံရတဲ့သူမတော်ဒီလူကနေဒီတယောက်ကိုပေးတာပေါ့မရက်ဆွဲပေးထားတယ်ပေါ့နော်ဘယ်ရက်ဘယ်ရက်ပေါ့ဒါပဲရမလား okay လားဟင်မင်းတို့အဲ့တော့မေကွန်အဲ့ပေါ့ဖာဘိုက်ရဲ့ပုံစံအဲ့လိုမျိုးနားလည်ရမယ် ဲ့ထေမောင်မောင်မငေါတို့ပြောထားတာကဘဒူကဖြောပြီးမှလဲဘနောဘဒူဖြောပြီးမှလဲဆိုမှပြောထားတယ်။ကြာစတဲ့ကဲဒါနဲ့ဗောလေနော်ဒီကနေစဖတ်ပြီနော်ဒါရီအကုန်ကြော်ခဲ့မဖတ်လဲအဖြေထွက်တယ်ဆိုရအောင်မဖတ်ပြမယ်။စတဲ့ကဲဒါနဲ့လေးတဲ့ခုံတော့တပီဒီတလောလေးရမှာပေါ့နော်။ဝါတရှိကနာရတေရဂီတာနော်ဆန်စီဝါတရှိဆိုဘဒူလဲ။ဆိုရင်ပုံမှန်ဆိုရင်တော့ဒီစာပိုက်ဒီစာကြောင်းကြီးရေးရတူးလို့ပြောလို့ရဟုတ်တယ်မလားအဲ့တော့ဒီစာကြောင်းကြီးရေးရတူးကဘာလို့လဲ စွပ်ပြောရလေခီးကူရဲ့နောက်ကဒီစာရေးရဲ့ဒူးလို့ပြောရဟုတ်တယ်မလားအဲ့တော့အိုယာမဟာဒူကီဆန်ဖြစ်မှာပေါ့ညာလိုက်အဲ့တော့နော်အဲ့တော့ကျွန်တော်တင်ယူနေတဲ့ဂီတာဆရာရဲ့ဆရာကြီးနော်ဆန်စီရဲ့ကွန်ဆာတိုကဆရာရဲ့ကွန်ဆတ်ပွဲကတဲ့လိုကူကစတိုကနီ6လပိုင်း2ရက်3ရက်နေ့မှာခီကာရီဒူခို့တော်နီနာဒီမတ်စတာသူ့ပွဲမဟုတ်ဘူးသူ့ သင်နေပါတယ်ဆိုတော့ရဲ့ဆရာရဲ့ concept တော့အဲ့တော့အဲ့ဆရာရဲ့ concept ပွဲက6လပိုင်း၄အဲ့10ရက်နေ့မှကျင်းပမယ်တဲ့ခွန်ကိုင်ဝဒီတစ်ခေါက်ကလေးတဲ့စံစေနော友達တေအာရုတေအာရုလေးကိုလည်းအမတို့သင်ထားပြီးတယ်ဟုတ်တယ်မလား death ဆိုတဲ့အဓိပ္ပာယ်လေးနော်အဲ့တော့ death ဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒဆရာရဲ့တငယ်ချင်းဒဖြစ်တဲ့ဖူရိုနော်ဂီတာဒီစတော professional guitarist ဆိုတဲ့ပေါ့နော်အဲ့ဒီလူအဲဘာလို့လဲဆိုလို့ရှိရင်မီနာမီယူကာဒီဆန်ကမီနာမီယူကာဒီဆန်ဆိုတဲ့ဆရာရဲ့တငယ်ချင်းဖြစ်တဲ့ professional guitarist တမမီနာမီယူကာဒီဆန်ကဒိုကူဘစ်ゲストとして出演されましてဒီ guitarist ကတီးတန့် gas အနေနဲ့出演လုပ်ပါမယ်အဲ့တော့ လူကအခုလောလောဆယ်ပြောသွားတဲ့ဒီထဲမှာပြောသွားတဲ့လူ၃ယောက်ဝါတာရှိဆိုတဲ့အိုယာမဆန်ရဲ့သူ့ရဲ့ဆရာဆိုတဲ့သူရဲ့ကုဂက်ဆိုတဲ့လူရဲ့၃ယောက်ဟုတ်အဲ့တော့အဲအိုယာမဆန်ဆောင်းစေမီနာမီယူကာဒီဆန်ဆိုတော့နံပါတ်၃ကြီးမြန်ဖတ်ကနေမစင်စားလိုက်နဲ့ရှူတန်လုံးမဲ့အကြောင်းကိုပဲပြောတာဟုတ်တယ်မလားလူဘယ်နှယောက်ပါလဲဆိုတဲ့အကြောင်းကိုပြောတာမဟုတ်ဘူးရှူတန်လုံးမှာကဘယ်သူကရှူတန်လုံးမှာလဲလို့မေးရတယ် သူ့ဆရာရဲ့ပွဲပါဆိုမှနဲ့သူ့ဆရာမဖြောပြေးပဲနဲ့ဘ누구ကဖြောပြေးမှာလဲဟုတ်တယ်မလားအဲ့တော့တေချာပေါ့ဆောင်းစီပါရမယ်ဘာလို့အဲ့တော့ဆောင်းစီပါရမယ်လို့ပြောတော့နံပါတ်1နဲ့နံပါတ်3နဲ့ကဖြစ်နေပြီဘာလို့အဲ့နံပါတ်1နဲ့နံပါတ်3နဲ့ကဖြစ်နေရဲ့အထင်မှာမမတိုကီဘီတ်ဂက်စတိုအနေနဲ့မီနာမီယူကာဒီဆန်ကဖြောပြပါမယ်အဲ့မီနာမီယူကာဒီဆန်မှာပါပါမယ်လို့ပြောတာဖြစ်တဲ့ကြောင့်မလို့မီနာမီယူကာဒီဆန်မှာပါတဲ့နှစ်ယောက်ပေါ့ तू မပေါ့ तू ပါမယ်တော့မပြောဘူး तू ရဲ့ဆရာ तू တင်ယူနေပါတယ်ဆိုတော့လူရဲ့ဆရာလို့ပဲပြောတာပေါ့လေနော် तू ဆရာကနေပြီးတော့မှမဒီလိုဖြောပြေမှာဆိုတဲ့ဟာကိုပြောနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဖြေအနေနဲ့စမ်းပါရလား okay လိုက်ရမယ်နော်အဲ့တော့ဒါလေးရအဖြေရစမ်းအဲ့ဒါကိုမမနံပါတ်1ကိုကြည့်ရောခါကျတော့ तू က base store ဆာ ah bandora ဆံက おー、oh, ごめんなさい。ハンドラーさんは、ハンドラーさんでいいのハンドラー、それ,れ、ルアール。妻と、このコンサートに行きたいで。とえ、メイね、コンサートをどうしてね、どうしたら、よいか、プロロインか、かもれ。の、あの、プロアレ、ハンドラーさん。 အခုဖတ်နေတဲ့အထဲမှာလူ၃ယောက်ပဲပါသေးတယ်ဟုတ်တယ်မလားဝါတာရှိဆိုရဲတူဆန်းစေးဆိုရဲတူပြီးရင်မီနာမီယူကာရီဆန်ဆိုရဲတူဒီဟန်ဒိုရာဆန်ဆိုရာလေးကဟိုးနောက်ကိုသွားကြည့်ရောဟန်ဒိုရာမီရောင်းဆာမလို့ပြောထားတယ်လေနော်အဲ့တော့တေးကြတဲ့အပုတ်ခံရတဲ့သူပေါ့အဲ့တော့အဲ့အပုတ်ခံရတဲ့သူကအခုဒီအိုယာမဆန်ဆိုတဲ့လူပို့လိုက်တဲ့ concept ကိုသူ့မိမနဲ့တူတူသွားကြည့်ကျင်တယ်တဲ့ဘယ်လိုလုပ်ရမှာလဲတဲ့အဲ့တော့တင်းနဲ့နင်းနဲ့မှာဆင်နေတယ်၃နဲ့၄နဲ့မှာဆင်နေရပေါ့နော်အဲ့တော့1ဆက်၄တွေကိုကြည့်ထား တင်းနဲ့နဲ့နဲ့က1 set ဖြစ်တယ်3နဲ့4နဲ့က1 set ဖြစ်တယ်။ပိုယာမဆန်စီကိုမေဒူတဲ့နီးအဖူတာရီဘွန်ခံကိုお願いする。မေးနဲ့မေးနဲ့နော်2ယောက်စာလက်မှတ်အကြောင်းကိုお願いလုပ်ရမယ်။နောက်နံပါတ်နံပါတ်2ကြတော့အိုယာမဆန်စီကိုပဲမေးနဲ့ပဲဒါလည်းမေးနဲ့ပဲပေါ့နော်။お願いလုပ်ပြီးတော့ပါပို့လာလဲဆိုတော့ကိုကစ်ကမပတ်စံကိုပို့ပေးရမယ်တဲ့။နော်ပတ်စံကိုခြေလိုက်ရမှာနော်။နံပါတ်2ကအကြောင်းအရာကြတော့3နဲ့4နေရာကြတော့ ခိုင်းကြီးကျိုးကိုမေးဖို့လိုက်တဲ့မေးဖို့ပြီးတော့မှမလူနှစ်ယောက်စာတောင်းဆိုရမယ်နံပါတ်၄မှာကျတော့ခိုင်းကြီးကျိုးကိုမေးဖို့လိုက်နှစ်ယောက်စာနဲ့အဲ့ဒီနေ့ဖိုးကြည့်ကြည့်ဆိုရဲအဲ့ဒီနေ့မှာပဲပတ်စံကိုပေးချရမယ်ဒါနီလန်ဘယ်နီလန်နဲ့ပုံမှာလဲဘဒုစီကိုလဲပုံတော့ဘဒုစီကိုမေးဖို့ရမှာလဲဆိုအောင်ရှာရမယ်ပတ်စံခြေရမှာလားပတ်စံမခြေရဘူးလားဆိုအောင်ရှာရမယ်ဘုန်းတော်အခုဒီအနောက်ကနေပဲဆက်ကြည့်မယ်ဆိုရင် お忙しいとお忙しいことと思いますが、目あろうしょんねめろと聞めめろ、ご来場いただければ幸いです。みんな来べめんそのが票わまばて。なお、たぱん。席が限られていますので、ထိုင်ကုန်တွေကိုတတ်မှတ်ပေးမှာအဲ့တော့လာကျင်တဲ့တူတိုင်းလာလို့မရဘူးပေါ့လေနော်ထိုင်ကုန်တွေတတ်မှတ်ထားမှဖြစ်တဲ့အတွက်ကြောင့်မလို့ခီတေအီတာတာခီရူနိုဒေစတာ လာမဲလို့သာဆုံးဖြတ်ထားမယ်ပေါ့နော်လာမဲတို့လာမင်းသာလာပေးမယ်ဆိုရင်ကွာလာမယ်ဆိုရင်အတရှိအတေနီအတေနီလေးကိုအဲမေးရှေ့ကမေးပုတ်ဆိုင်ရောလေဟောတော်တော်များများတွေ့ပြီးသွားပြီလေနော်အတေနီရဲ့အတိတ်ပဲကလိမ့်မှုတယ်ဆိုတဲ့အတိတ်ပဲဟုတ်တယ်မလားကျွန်တော်ကိုလိမ့်မှုလိုက်ဘလို့နော်ကျွန်တော်ကိုလိမ့်မှုလိုက်ပြီးတော့ဇန်ဂျီသမတယ်နိမတိုင်ခင်ပေါ့နော်ပွဲရဲ့မတိုင်ခင်အဲ့တော့ဇန်ဂျီသဆိုတာကသူတို့ပွဲကျင်းပမှာဒီပုံမှာပြောထားတယ်လေနော် 6လပိုင်း10ရက်နေ့လို့ပြောရဟုတ်တယ်မလားအဲ့ဒီနေ့မတိုင်ခင်မှာမေဒူကာဖုန်းနဲ့မေးနေပဲဖြစ်ဖြစ်ကားဆိုတာလေးကဖြစ်ဖြစ်ကိုပြောချင်တာနော်မေးပဲဖြစ်ဖြစ်အိုတောင်းပါတယ်ဖုန်းနဲ့ပဲဖြစ်ဖြစ်နင်းစုကိုကောဒန်ဒကူဣဒကောဒန်ဒကူဣဒဒကေမတ်စကားတဲ့ဆက်သွယ်ပေးလို့ရမလားဒီတော့မှတော့ဖုန်းကြောင်းမပါဘူးဖြစ်တဲ့အတွက်ကြောင့်လေနော်အဲ့တော့ဘသူ့ကိုဆက်ရမှာလဲအိုးရမဆန်ဘယ်ဆက်ရမှာဖြစ်ကြောင့်မလို့3 4ကန်ဆယ်မင်းနေပဲဆက်ရမှာဒါပေမဲ့မတို့မသိသေးတာက ပတ်စံပေးရမလားပတ်စံမပေးရဘူးလားဆိုတာမသိသေးဘူးပေါ့နော်အဲ့တော့စက်ကြီးရဲ့အခါမှာနီကိုင်ခံကိုအိုကေစကင်ညိုရစ်တဲ့အိုဒီမတ်စတဲ့လက်မှတ်ကိုဒီအိုကေစကင်မှာပြင်ထားပေးပါမယ်တဲ့နောက်မှရေးထားတဲ့ဒိုင်ကင်ကကစ်ကိုဒီစတဲ့ကစ်ကိုကတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့မူဒီယောဒစ်လို့ပြောရလေနော်မလိုဘူးလို့ပြောတာဖြစ်ကြောင်မလို့ပတ်စံပေးဖို့မလိုရဖြစ်ကြောင်မလို့ဖြေရအစ်ချီပါ ဟဲ့လိုက်အဲ့တော့ဒီနေ့မှာဟင်ခက်ကူမမမတိတာဆိုရာကြီးကငါတို့ခက်ကူမတိဘူးဆိုရင်တော့မလေမွေပိုင်ကာကဒစ်ကကစ်ကိုဒစ် and 5မှာကနေရောဟာတော့ short order ခဲ့ရဟုတ်တယ်မလားတော်ပြီရပြီလို့ပြောရလေနော်အဲ့တော့ဒီမှာစဉ်းစားလို့ရရယ်ကွာပတ်စံကတော့တော်ပြီရပြီဆိုတော့အလကားပေါ့ပတ်စံပေးကြမလို့ပေါ့ဟဲ့မယ်နော်အဲ့တော့အမတို့ဖြေက easy ပါအဲ့တော့စောစောကနေ3နဲ့4နဲ့က cancel ထားရယ်ဆိုတော့အလေးနော်စဉ်းစားချင်မလို့ကြာနောက်ဆုံးအပိုက်မှာဆိုလို့ရှိရင် e good down down ကွာ ွားမဲ့နေရလေတဲ့ဤကျမတွေနိရှင်နာကေတွေပါနာရာနိုင်ကတဲ့ဘယ်အချိန်မတိုင်ခင်လေတဲ့စွစောပြောထားရလေနော်ပွဲစမဲ့နေက6လပိုင်း10ရက်ဇန်ဂျစ်စ်ဘယ်ရောက်ရောဇန်ဂျစ်စ်မှာအော်ဒီမှာဇန်ဂျစ်စ်မတိုင်ခင်မေးပြမေးပြန်ပို့ပါလို့ပြောထားရဟုတ်တယ်မလားအဲ့တော့စမှာက6လပိုင်း10ရက်ဘယ်အချိန်မတိုင်ခင်ဆက်တွေအားကဘယ်အချိန်မတိုင်ခင်လုတ်ကိုလိုးရမှာလဲဆိုတော့ပွဲရက်ကဒီရက် သူ့ရှေ့တရက်မတိုင်ခင်ဆိုတော့6လပိုင်း9ရက်နေ့ထီကိုကိုအချိန်ရတယ်မင်းကြိုက်တဲ့အချိန်မှာဆက်သွယ်ခဲ့ဒီနေ့ကနောက်ဆုံးပဲလို့ပြောတာဖြစ်တော့ကြောင့်မလို့ဖြီးရဆံပန်းရမလားโอเคလားရမင်းတော့ရောအခုမဖတ်ခဲ့တဲ့ဒီဆာကူရာဘာညာတို့မာတာဘာညာတရကတို့မလို့โอเคမလားရတယ်အဲ့တော့နှစ်ပိုက်ထဲနဲ့သုံးပုတ်ဆိုတာတန်တယ်လို့ပြောလို့ရတယ်ပေါ့နော်โอเคဒီလိုပုတ်စားတာပုတ်ရှိဖြစ်ခင်ပြောပါတယ်တန်တယ်လို့ပြောလို့ရတယ်ပေါ့လေနော်ဟိုင်ကြအဲ့တော့47မှာလည်း မေးစရာညံစရာရှိသလား။ Okay လား။ရမင်းနော်။ဟိုက်ကြအဲ့ဒါဆိုရင်ဒါလေးပြေးလိုက်ပါ။